ာတွင်ပြင်စမသတင်းပတ်ရဲ့အင်္ဂါနေ့ရှင်ယောအေဝံဂေလိကျမ်းအခန်းကြီး၈အခန်းငယ်27မှ30တဖန်ကိုရောကငါသည်သွားရမည်ထိုအခါသင်တို့သည်ငါကိုရှာကြလိမ့်မည်တို့ရာတွင်သင်တို့သည်မိမိတို့၏အပြစ်ဒုစရိုက်၌သေကြလိမ့်မည်ငါသွားသောအရ၌သင်တို့လာနိုင်ကြလိမ့်မည်မဟုတ်ဟု သူတို့အား မိန်တော်မူ၏ထိုအခါယူးလူမျိုးတို့ကငါသွားသောအရက်တို့တင်တို့လာနိုင်ကြလိမ့်မည်မဟုတ်ဟု သူဆိုခဲ့သောကြောင့်သူသည်မိမိကိုယ်ကိုတတ်သိမည်လောဟု အချင်းချင်းပြောဆိုကြလေ၏ကိုရောကလည်းတင်တို့သည်အောက်ရက်မှလာကြ၏ငါမူကားအထက်ရက်မှလာ၏တင်တို့သည် လောကီသားများဖြစ်ကြ၏ငါမူကားလောကီသားမဟုတ် ထို့ကြောင့်သင်တို့သည် လူတို့၏အပြစ်၌တေကြလိမ့်မည်ဟုငါဆိုခြင်းဖြစ်၏။အကြောင်းမူကားငါသည် ထိုသူဖြစ်သည်ကို သင်တို့မယုံကြည်ကြလျင်သင်တို့သည် လူတို့၏အပြစ်၌တေကြလိမ့်မည်ဟု မိန်တော်မူ၏။ထိုအခါသူတို့ကသင်သည်မည်သူနည်းဟုကိုရောအားမေးကြ၏။ယေရှုကငါမည်သူဖြစ်သည်ကို အစဦးကပင်သင်တို့အားငါပြောခဲ့ပြီ။ ငါသည်တင်တို့၏အကြောင်းနှင့်ဆက်လင်း၍ပြောเสียရာများစွာရှိပြီးတင်တို့အားစီရင်เสียရာများစွာရှိ၏သို့သောငါကိုဆ ెల ွတ်တော်မူသောသူသည် ဖြောင့်မှန်တော်မူ၏သူထံမှငါကြရသည်များတို့ကို လောကီသားတို့အားငါကြင်ညာဟောပြောသည်ဟု သူတို့အားမိန်တော်မူ၏ကိုတော်သည် ခမည်းတော်ကိုယဉ်ညွန့်၍သူတို့အားထိုသို့မိန့်မွတ်တော်မူကြောင်းကို သူတို့နားမလည်ကြ ထို့ကြောင့်ယေရှုကသူတို့အားမိန့်တော်မူသည်ကားတင်းတို့သည်လူသားကိုမြှောက်ထားကြသောအခါငါသည်ထိုသူဖြစ်ကြောင်းကို၎င်းငါသည်မိမိ၏အလိုဆန္ဒအလျောက်မိသည့်အမှုကိုမျှမပြုဘဲငါအားခမည်းတော်တွင်တင်တော်မူသည့်အတိုင်းငါဟောပြောတွင်တင်ကြောင်းကို၎င်းတင်းတို့သိကြလိမ့်မည်ငါကိုဆလွတ်တော်မူသောသူသည်ငါနှင့်အတူရှိတော်မူပြီးသူသည် ငါကိုတူဒီစွန့်ပစ်ထားတော်မူမူအကြောင်းမူကားငါသည် ကိုတော်နှစ်သက်တော်မူသော အမှုကို အစဉ်အမြဲလှုပ်ဆောင်တော်ကြောင်းဖြစ်သည်ဟု မိန့်တော်မူ၏ကိုတော်သည်ဤအကြောင်းအရာများကို မိန့်တော်မူပြီးသောအခါများစွာသော လူတို့သည် ကိုတော်ကိုယုံကြည်လာကြ၏ယေရှုခရစ်တော်သခင်၏မွန်မြတ်သောဧဝံဂေလိ တရားတော်ပေဒီ lifting up တိုင်မောင်မြောက်ထားခြင်းကျွန်တော်တို့တတ္တလောကချင်းမှာရှိတဲ့အရာများအားလုံးနိနိဟာအစိတ်တင်လျက်ရှိကြပါတယ်လေမာတော်၎င်းရေမာတော်၎င်းအရာ အများပိုင်းမှာအစိတ်တင်နေပါတယ်ညဉ့်ညမ်းနေပါတယ်ထို့တူပဲလူတွေရဲ့ဘဝဟာလည်းပဲဒီလိုပဲရှိပါတယ်အစိတ်တင်နေတယ်ကုရမဲ့ ကယ်ရာမဲ့ဖြစ်နေတဲ့အခြေအနေဖြစ်နေပါတယ်။ဒါဟာအခုမှမဟုတ်ပါဘူး။ဓမ္မဟောင်းကျမ်းမိုးစေခေတ်မှာတည်းကဒီလိုအခြေအနေရှိခဲ့ပါတယ်။ကယ်မဲ့လူမရှိဘူး၊ကုမဲ့လူမရှိဘူး။ဒီလိုအချိန်မှာတိုင်ပေါ်မြောက်ထားခြင်းခံရတဲ့ပုံကိုကို ကြည့်ရှုခြင်းတိုင်ပေါ်မြောက်ထားခြင်းခံရတဲ့ပုံကိုကို တွေ့ရှိလိုက်ရခြင်းဟာအစိတ်ပြေရာအကြောင်းလည်းဖြစ်နေပါတယ်။ပါစကားမှာဒီအဖြစ်အပျက်များကိုတွေ့ကြရပါတယ်။ ်အစိတ်တည်နေတဲ့ပုံကများကုရမဲ့တွေ့ရမဲ့ဖြစ်နေတဲ့ပုံကများဒီပုံကိုရဲ့အစိတ်ဖြည့်ပေးခြင်းကို အပြည့်ဖြည့်လို့ခြင်းကိုခံကြရပါတယ်အသက်ပြန်လဲရရှိကြပါတယ်တန်ဟွန်းကျမ်းမှာတိုင်မောမြောက်ထားခြင်းအခိုက်တန်ဟာအရေးကြီးတဲ့အခိုက်တန်ဖြစ်ပါတယ်ရက်ဆက်ကြမ်းကြုတ်ခြင်းကြီးပဲမကဘူးဖျားသခင်ဘုန်းကုံတော်ပွင့်ခြင်းဖျားသခင်ကဘလို့ပုံကိုလဲဖြစ်လဲဆိုတာကိုဖွင့်ပြရအချိန်ဖြစ်ပါတယ် ိုင်ဝမ်မှာရှိတဲ့ဖျားသခင်ဉာဏ်ပညာတော်ကိုလူများအားလုံးဖူးမြော်ခွင့်ရတဲ့အချိန်ဖြစ်ပါတယ်။လူတွေဟာကိုယ့်ကိုယ်ကိုလည်းပြန်တွေ့လာတဲ့အချိန်ဖြစ်ပါတယ်။သူတို့ရဲ့စိတ်မှန်တဲ့ဘဝအတိတ်ပဲကိုတွေ့လာတဲ့အချိန်အသက်ကိုပြန်ရတဲ့အချိန်အစိတ်ပြေတဲ့အချိန်သူတို့ရဲ့အပြစ်ရဲ့အဒဏ်အပြစ်မှကြောင့်ရရှိလာတဲ့ဝန်တော့ခုမှုအောက်ကနေလွတ်ကင်းခံရတဲ့အချိန်လည်းပဲဖြစ်ပါတော့တယ်။ဒါကြောင့်မလို့ဒီတိုင်ကို မကြာခဏကျွန်တော်တို့မျှော်ကြည့်နေရမှာလည်းပဲဖြစ်ပါတယ်ဒီတိုင်ပုံမှာရှိတဲ့ပြင်မြောက်ခြင်းခံရတဲ့ပုံကူဟာကျွန်တော်တို့ရဲ့အပြစ်ဖြစ်ရာအကြောင်းအစိတ်ပြေရာအကြောင်းဖြစ်ပါတယ်အာဖြစ်ရာအကြောင်းအတက်ရရာအကြောင်းကုသခြင်းရရာအကြောင်းလည်းပဲဖြစ်ပါတော့တယ်တပည့်တော်တို့ကိုတနာတော်မူပါ